မင်္ဂလာပါရှင်စတေမာလာ26ရက်တောက်ကြနေ့အတွက်ရှယ်ယံကုန်းရဲ့လှုပ်လှုပ်ရှားရှားရန်ကုန်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဦးစွာတင်ဆက်ပေးမှာကတော့မြန်မာနိုင်ငံရဲ့အထူးထူးရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက်ပံ့ပိုးပေးတဲ့အကူအညီတွေကိုကျေးဇူးတင်ရှိကြောင်းနိုင်ငံတော်သမ္မတရုံးဝင်ကြီးဌာနတည်ပြည်ထောင်စုဝင်ကြီးဦးတျောင်ဆန်းပြောကြားတဲ့သတင်းဖြစ်ပါတယ်။မြန်မာငြိမ်းချမ်းရေးနှင့်အမျိုးသားပြည်လဲတည်မြဲရေးလုပ်ငန်းစဉ်တွေအတွက်တရုတ်နိုင်ငံက PAD အဖြစ်သဘောဆောင်တဲ့အထောက်ပံ့တွေ အာဆီယံရဲ့ကုလသမဂ္ဂအစရှိတဲ့ဒေသတွေနဲ့နိုင်ငံတကာမျက်နှာစာမှာမြန်မာနိုင်ငံဘက်ကရည်တည်ထောက်ခံပေးမှုနဲ့အခုနှစ်ကုန်ပိုင်းမှာစတင်ကျင်းပမယ်မြန်မာနိုင်ငံရဲ့အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက်ပံ့ပိုးပေးတဲ့အကူအညီတွေကိုကျေးဇူးတင်ရှိကြောင်းနိုင်ငံတော်သမ္မတရုံးဝင်ကြီးဌာနတည်ပြည်ထောင်စုဝင်ကြီးဦးတင်အောင်ဆန်းကစတင်မ24ရက်ညနေပိုင်းက ရန်ကုန်မြို့မင်္ဂလာတာညွတ်မြို့နယ်ဝေရန် Grand Hotel မှာကျင်းပတဲ့တရုတ်နိုင်ငံတည်ထောင်တဲ့86နှစ်မြောက်နှစ်ပတ်လည်နဲ့မြန်မာတရုတ်တန်တမန်ဆက်ဆံရေး85နှစ်ပြည့်အထိမ်းအမှတ်အခမ်းအဝေးအခမ်းအနားဂုဏ်ပြုနှစ်ခွန်းဆက်စကားပြောကြရမှာထည့်သွင်းပြောကြားကြောင်းသိရပါတယ်။ဒါအပြင်ဆွေမျိုးပေါက်ဖို့အိန်းဒီချင်းကောင်ဆက်ဆံရေးကိုအခြေခံကအထူးတကားဆက်လက်ကြိုးပမ်းအထောက်မဲဆိုရင်ပုံမမြန်မာတဲ့ဆက်ဆံရေးအစဉ်ကိုတလန်းနိုင်မှဖြစ်တယ်လို့အပြည့်ဝယုံကြည်ကြောင်းပြောကြားပါတယ်။ အခမ်းအနားတွင်ပြည်ထောင်စုဝန်ကြီးဦးတင်အောင်ဆန်နှင့် Mrs. မာဂျာတို့ကတရုတ်နိုင်ငံတည်ထောင်တဲ့86နှစ်မြောက်နှစ်ပတ်လည်နဲ့မြန်မာတရုတ်တန်တမန်ဆက်ဆံရေး85နှစ်ပြည့်အထိမ်းအမှတ်ဂိတ်မှုကိုလှည့်ဖြတ်ပေးကြပြီးအိမ်ခံမွေအခမ်းအနားကိုတက်ရောက်လာကြသူတွေနဲ့အတူစုပေါင်းမှတ်တမ်းတင်တပ်ပုံရကူကြကြောင်းသိရှိရပါတယ်ရှင်။ဆလတ်တင်ဆက်ပြီးမှာကတော့ဝစီယာရုရှိယုံကိုလာမယ့်2026ခုနှစ်မတ်လတွင်ဖွင့်လှစ်နိုင်ရည်ကျူတင်စီစဉ်ဆောင်ရွက်ပေးရန်ပြန်ကြားရေးဝင်ကြီးတိုက်တွန်းတဲ့တင်ဖြစ်ပါတယ်။ ဝစီယာရုပ်ရှင်ယုံကိုရုပ်ရှင်ပြသမှုတစ်ခုရဲ့သာမကအမှုပညာလုပ်ငန်းများစွာပတ်စုံအသုံးပြုနိုင်ရေးပြင်ဆင်ဆောင်ရွက်ကြမှာဖြစ်ပြီး2026ခုနှစ်မတ်လတွင်ဖွင့်လှစ်နိုင်ရေးကြိုတင်စီစဉ်ဆောင်ရွက်ပေးရန်လိုကြောင်းပြည်ချာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမောင်အောင်ကစက်တင်ဘာ24ရက်နေ့နက်ပိုင်းကနေပြည်တော်ရှိပြည်ချာရေးဝန်ကြီးဌာနအစည်းအဝေးခန်းမတွင်ကျင်းပတဲ့ဝစီယာရုပ်ရှင်ယုံကိုနိုင်ငံတကာစစ်မီကွန်ပျူတာကားစေအောင်ဖြစ်အစစ်မြင့်တရေးလုပ်ငန်းကော်မတီဆက်ကော်မတီများနဲ့ပြုလုပ်တဲ့ညှိနှိုင်းစည်းဝေးမှာပြောကြားကြောင်းသိရပါတယ်။ ထို့သူဝဇီယာရုပ်ရှင်ရုံကိုအစင်မြင့်တင်ဆောင်ရွက်ရမှာရှင်ရန်နာရဲ့နေရာများကိုပါတခါတည်းစဉ်းစားဆောင်ရွက်ကြရန်လိုအပ်သလိုရုပ်ရှင်ရုံသူလာရောက်ကြတဲ့ပြည်သက်များအစင်ပြေချုံမှုစွာလာရောက်နိုင်ရေးအတွက်တင့်ညော်တဲ့နေရာတွင်လူကူးကုန်းကြော်တရာဒါမှမဟုတ်မြေအောက်လန်ကူလူသွားဥမင်အန်တာပရက်စတီဆောင်ရေးကိစ္စရများကိုပါကြိုတင်တွက်ဆစဉ်းစားဆောင်ရွက်ပေးကြရန်လိုကြောင်းဖြင့်ပြောကြားခဲ့တယ်လို့သိရှိရပါတယ်ရှင်။ ထပ်မံတင်ဆက်ပေးမှာကတော့အမျိုးသမီးတအုပ်ကိုတရုတ်နိုင်ငံသူပူဆောင်ရောင်းဆိုင်ရန်စီစဉ်ခဲ့တဲ့တရခန်းနှစ်ဦးကိုအလုံးနဲ့ထောင်နဲ့ဆယ်နှစ်စီချမှတ်တဲ့တရင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးလေကူးမြို့နယ်နီးအသက်19နှစ်အရွယ်မြို့သမီးတအူးကိုတရုတ်နိုင်ငံသူပို့ဆောင်ရောင်းစာရန်စီစဉ်ခဲ့တဲ့တရခန်းနှစ်ဦးကိုလူကုန်ကူမှုဖြင့်အလုံးနှစ်ထောင်နဲ့ဆယ်နှစ်စီချမှတ်လိုက်ကြောင်းသိရပါဗျ။ဂန်းကုန်ဦးခေါ်မိမိဆိုသူမှတရုတ်အငှားမရလို့ရမယ်။ တရုတ်ယောက်ျားနဲ့တစ်နှစ်တူနေရမယ်။ငွေကျပ်သိန်း80ရမယ်လို့စီအောင်ပြောဆိုခဲ့ပြီးမိထီလာမျိုးတို့လာရန်ခေါ်ဆောင်ခဲ့သဖြင့်တွားရောက်ခဲ့ရာ မိထီလာမျိုးကားကြီးတွင်ဂန်းငုံဦးခေါ်မိမိနှင့်မန္တလေးတိုင်းဒေသကြီးမိထီလာမျိုးနှင့်ပူပူတို့ကလာကြိုစဉ်ဖမ်းဆီးရမိခြင်းဖြစ်ကြောင်းသိရပါသည်။အဲ့ဒီလိုဖမ်းဆီးရမိခဲ့တဲ့တရားခံဂန်းငုံဦးခေါ်မိမိနှင့်ပူပူတို့နှစ်ဦးကိုစက်တင်ဘာ23ရက်တွင်မိထီလာခရိုင်တရားရုံးမှလူကုန်ကူးမှုတားဆီးနှင့်နေဦးရီပုံမှတ်35အရာအလုံးနဲ့ထောင်နဲ့ဆယ်နှစ်စီချခံစီရင်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်ရှင်။နောက်ထပ်တင်ဆက်ပေးမှာကတော့တက်ကြီးဘဝများအားကျမ်းမာရေးဆောင်ရှားမှုလုပ်ငန်းများဆောင်ရွက်ပေးတဲ့တဲ့တင်ဖြစ်ပါသည်။ ရန်ကုန်တိုင်းဒေသကြီးမယန်ကုန်းခရိုင်မြောက်ကလပါမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဒေါက်တာမျိုးမင်းထွန်းနဲ့ကျန်းမာရေးဝန်ထမ်းများကမြို့နယ်အတွင်းရှိအသက်80နှစ်နဲ့အထက်သက်ကြီးဘဝများအားကျန်းမာရေးအသိပညာပေးခြင်းနဲ့သွေးတိုးနဲ့ဆီးချိုရောဂါရှိသူများအားကျန်းမာရေးဆောင်ရှောက်မှုပေးခြင်းကိုစက်တင်ဘာ24ရက်နေ့နဲ့ပိုင်းကဝေဘာကီကျန်းမာရေးဌာနကွယ်တွင်ဆောင်ရွက်ပေးကြကြောင်းသိရပါသည်။ အလားတူလက်ကုမျိုးနယ်တွင်မျိုးနယ်စီမံခန့်ခိုးရေးနှင့်အုပ်ချုပ်ရေးကော်မတီတို့၏ကြီးကြပ်မှုဖြင့်တက်ကြီးရွယ်ဦးဆောင်ရှားမှုအစီအစဉ်နှင့်မျိုးနယ်ကျန်းမာရေးဦးစီးဌာနနှင့်မျိုးနယ်တိုင်းရေးပညာဦးစီးဌာနတို့ပူးပေါင်းပြီးမျိုးနယ်ကျန်းမာရေးဦးစီးဌာနမှဒေါက်တာမျိုးမင်းထွန်းနှင့်ဝန်ထမ်းများ မြို့နယ်တိုင်းစီမှုဒေါ်ပြပြဖြိုးနဲ့ဝန်ထမ်းများကတဲကူးမြို့နယ်တွင်ရှိတက်ကြီးရွယ်ဥပဝါများအားကျမ်းမာရေးဆောင်ရှောက်မှုပေးခြင်းကိုအပတ်စဉ်ဗုဒ္ဓဘူးနေ့တွင်ဆောင်ရွက်ပေးလျက်ရှိရာစက်တင်ဘာ24ရက်နေ့နေ့ပိုင်းကမြို့နယ်ပြည်သူ့စေယုံကြီးတွင်အခမဲ့ဆောင်ရွက်ပေးကြောင်းသိရပါရရှင်ဒီသတင်းကိုတော့တက်လွင်စိုးနဲ့အေးအေးနွေးတို့ကပေးပို့လာတာပါနောက်ဆုံးတင်ဆက်ပေးမှာကတော့ Wine Studio ဒေသန်ရှင် Victor Kinyo ကွဲလွန်တဲ့တဲ့ရင်ဖြစ်ပါတယ်။ စတီယိုခေဦးမှာထင်ရှားခဲ့တဲ့ဝိုင်းရင်ဒေသန်ရှင်တယောက်ဖြစ်တဲ့ဗစ်တာခင်ညိုဟာစက်တင်ဘာ25ရက်မနက်9နာရီဝန်းကျင်ကကွယ်လွန်သွားပြီဖြစ်တယ်လို့မိသားစုဝင်တွေကလူမှုကွန်ရက်မှာတဆင့်အသိပေးထားပါတယ်ဒေသရှင်ဗီတာခင်ညိုကွယ်လွန်တာနဲ့ပတ်သက်လို့ညီဖြစ်သူအစိုးရတူတူကကျွန်တော်ရဲ့အကူအညီဆုံးဖြစ်တဲ့ဒေသရှင်ဗီတာခင်ညိုကွယ်လွန်သွားပြီဖြစ်ကြောင်းပြည်သက်များကိုဝမ်းနည်းစွာအသိပေးရပါတယ်လို့သူ့ရဲ့လူမှုကွန်ရက်ဆာမန်နာမှာရေးသားထားပါတယ်။ဗီတာခင်ညိုဟာຫນွေလွန်တီခွာညိုကျွေယုတ်ကလေးဒီဇင်မာနဲ့နဲ့ခင် ရာသီဇုံလွန်းငုံမနီနဲ့လွန်းတီအစရှိတဲ့တည်တခြင်းကောင်းများစွာအပြင်ရုပ်ရှင်ဇက်ဝင်တည်တခြင်းများစွာကိုလည်းတည်ဆူခဲ့သူတယောက်ဖြစ်ပြီးကွင်လွန်ချိန်မှာဇနီးနဲ့အသား၃ယောက်ကြံရိတ်ခဲ့တယ်လို့သိရှိရပါတယ်ရှင်။